ဝက်ဆက်ပါတီကျွန်တော်ကတော့ K ပဲဖြစ်ပါတယ်ကျွန်တော်တို့ကလူတယောက်ရဲ့ပုံသဏ္ဍာန်တန်ရှင်မှု style နဲ့အနေအထားကိုအဲ့လူရဲ့ဝတ်ပုံစားပုံကနေကျွန်တော်တို့ခံမှန်းလို့ရပါတယ်လူမှာအဝတ်တောင်းမှာအကုဆိုရင်စကားကလည်းလက်တွေ့ဘဝမှာသူ့နေရာနဲ့သူတကယ်ကိုမှန်ကန်နိုင်စကားပဲဖြစ်ပါတယ်အဲ့ဒါအကြောင်းလူတယောက်ရဲ့ပုံစံကိုနှင့်တင်ပေးနိုင်တဲ့အရာတွေရဲ့ကအရေးပါတဲ့အရာတစ်ခုဖြစ်တဲ့ဖဏတ်တွေအကြောင်းကိုကျွန်တော်ဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုက ကျွန်တော်တို့ယောက်ျားလေးရဲ့တည်ထားတဲ့ဖဏတ်အမျိုးအစား knowledge sharing ကမကဘေးဖက်နှက်ကိုဘေးနေရာမှာဝေးရမလဲဆိုတာပါအသေးစိတ်ပြောပြပြီးတော့မှမလို့ video ကိုအဆုံးပြီးကြည့်ဖို့တောင်းဆိုလိုက်ပါတယ်ဒီအဲ့ဒါဆိုရင်တော့ video ကိုစလိုက်ကြရအောင် ပထမဆုံးတစ်ခုက Oxford shoes တွေပဲဖြစ်ပါတယ်။ဒီ shoes တွေကအင်္ဂလန်နိုင်ငံကနေစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီးတော့ traditional shoe တစ်ခုလည်းဖြစ်ပါတယ်။ Oxford shoe တွေက lace car close leap on နဲ့ဖြစ်တဲ့အတွက်ကြောင့်သူကြိုက်များလာခဲ့ပြီးတော့ clean and neat look ကိုလည်းပေးနိုင်ပါတယ်။ဒီ Oxford shoes တွေကို office meeting တွေ job interview တွေမှာ formal events တွေဖြစ်တဲ့မင်္ဂလာဆောင်တို့ဒင်နာပါတီတို့အထိကိုဝတ်ဆင်လို့ရပါတယ်။အဝတ်အစားမှာဆိုရင်လည်း suit drugs and taxi တို့စတဲ့ formal words တွေနဲ့ life lesson ဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ derby shoes တွေပဲဖြစ်ပါတယ်။ derby shoes တွေက oxford shoes တွေနဲ့ formal shoe အနေနဲ့ခက်စစ်စင်ပဲဖြစ်ပါတယ်။ဒါပေမဲ့မတူတာကကြတော့ derby shoes တွေက open laces design ဖြစ်တာကြောင့်ပိုပြီးတော့ comfortable ဖြစ်တဲ့အပြင်ပိုပြီးတော့မိုက်တယ်လို့လည်းထင်ရပါတယ်။ derby shoes တွေက office wear အနေနဲ့စီလို့ရတယ်လို့ thomas mcquarshe အနေနဲ့စီရင်လည်းတကယ်ကို mighty shoes တွေပဲဖြစ်ပါတယ်။အဝေးစားမှာဆိုရင်လည်း jean games ချီနိုးစတဲ့ပေါင်းမှုတွေနဲ့တက်ဖတ်ဝေဆင်လို့ရပါတယ် တတိယတစ်ခုကတော့ loafers တွေပဲဖြစ်ပါတယ်။ loafers ဆိုတာက lates မပါတဲ့ slip on shoe တွေပဲဖြစ်ပါတယ်။စီးရတာတက်တောင်းတတာရှိပြီးတော့ smack cushion လို့အတွက်အဆင်ပြေဆုံး shoe တမျိုးပဲဖြစ်ပါတယ်။ loafers မှာ leather loafers နဲ့ sweet loafers ဆိုပြီးတော့နှစ်မျိုးရှိပြီးတော့ thick သွားတာပဲဖြစ်ဖြစ်၊ thermal cushion ဝဲပဲဖြစ်ဖြစ်ပုတ်ပုတ်ပပနဲ့ဝတ်လုကောင်းတဲ့ဖက်နဲ့တမျိုးပဲဖြစ်ပါတယ်။တခုတည်ထားဖို့က loafer ရှိရတဲ့အခါကျရင်တော့ no shoe socks တွေနဲ့စီးရတာကပိုကြီးကောင်းတယ်လို့ပိုပြီးတော့လည်းနီး ဖြစ်စေပါတယ်။လေးခုမြောက်ကတော့ sneakers တွေပဲဖြစ်ပါတယ်။ sneakers တွေကတော့ modern fashion မှာအရေးပါဆုံးຢာရီတဲကတကူအနေနဲ့ပါဝင်လာခဲ့ရပဲဖြစ်ပါတယ်။ sneakers ဆိုတာက jeans shorts pants စသဖြင့်အကုန်လုံးနဲ့လိုက်ဖက်ပြီးတော့ street wear နဲ့ core shoe တာမှက formal ထိပါဝတ်ဆင်လို့ရတာကြောင့်ယောက်ျားလေးတွေကြားမှာရေပန်းစားဆုံးဖြစ်နေကြတာပဲဖြစ်ပါတယ်။လူငယ်တွေကြားမှာရေပန်းစားဆုံး sneaker brands တွေဆိုရင်တော့ Nike, Adidas, Converse, New Balance, fans စာရီပဲဖြစ်ပါတယ်။ငါးခုမြောက်ကတော့ boots တွေပဲဖြစ်ပါတယ်။ boots ဆိုတာကယောက်ျားလေးတိုင်းမှာရှိထားတဲ့ဖနက်တင်ရံပဲဖြစ်ပါတယ်။အဲ့ဒါတွေကယောက်ျားလေးတွေရဲ့ပုံစံကိုတဆင့်မြင့်တင်နိုင်ပြီးတော့ masculine look ကိုလည်းအပြေအဝရစေပါတယ်။ boots တွေကို jeans, plain shirt jacket စတဲ့ outfit တွေနဲ့တွေ့ဖက်ဝတ်စဉ်အရန်ကိုမိုက်ပါရယ်။ကဲဒါကတော့ကျွန်တော်ရဲ့ညီကိုတွေအတွက်တီတင်တီထိုက်တဲ့ shoe knowledge video လေးလုပ်ပေးပြတာပဲဖြစ်ပါရယ်။တကယ်တော့ဒါက pet 1ဖြစ်ပြီးတော့နောက် video ကြရင်ယောက်ျားလေးတွေအတွက်တည်ထားတဲ့ shoe cover တွေနဲ့ shoe အကြောင်းတွေကိုဆက်လက်လုပ်ပေးသွားပါမလို့စောင့်မျှော်ကြည့်ကြည့်ဝေဖို့တောင်းဆိုလိုက်ပါရယ်။ကျွန်တော်ရဲ့ video လေးကိုကြိုက်တယ်ဆိုရင်တော့ like လုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးသွားဖို့တောင်းဆိုပါရယ်။အတိအတ်တော့အကြောင်းအရာတွေနဲ့ကျွန်တော် ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးများအပ်တင်ပါတယ်